နိုဝင်ဘာ၂ရက်နေ့တည်ရတဲ့တွင်ကတော့ကရင်ပြည်နယ်လေးကောက်မြို့တဲ့ဆွေရော်ကုန်းနဲ့ရတိကူနီးပတ်ဝန်းကျင်တိုက်ပွဲတွေအတွင်းတက်မ20နှစ်နဲ့ PDF ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့တည်ထားရပါတယ်။လေးကောက်မြို့တဲ့ကိုအဓိကပင်မစစ်ကြောင်းကြီးနှစ်ခုနဲ့ဦးတည်တိုက်ခိုက်ခဲ့တယ်လို့အဲ့ဒီပင်မစစ်ကြောင်းတွေမှတဆင့်စစ်ကြောင်းငယ်တွေအစင်းစင်ခွဲပြီးစစ်မျက်နှာများစွာနဲ့အတင်းတိုးဝင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဆိုပါစစ်ကြောင်းတွေဟာလေးကောက်မြို့ရှိရေကန်ကုန်းစေးပေးကမ်းနဲ့ မြို့ရင်းနေရာတွေကိုပြီးခဲ့တဲ့လတွေတွင်ရရှိပြီးတဲ့နောက်လေးကစ်ကော်ဆူမိုဂုံဖြစ်တဲ့ဆွေော်ဘုံကိုပါထက်မှန်ရရှိသွားတယ်လို့သိရပါဗျ။လေးကစ်ကော်ကိုထိုးစစ်ဆင်နေတဲ့တက်မှနှစ်ဆက်နှစ်စစ်ကြောင်းတွေနဲ့ PDF အင်အားစုတွေကြားနေစဉ်တိုက်ပွဲပြင်းထန်နေပါဗျ။မြန်မာစစ်တပ်အနေနဲ့ဆွေော်ကုန်းနဲ့လေးကစ်ကော်ကိုရရှိပြီလို့ပြောနေပေမဲ့အပြေအဝအထင်းချုပ်ထားနိုင်ခြင်းမျိုးမဟုတ်ပဲအခုတိုက်ပွဲပြင်းထန်စွာဖြစ်ပွားတဲ့နေရာတွေကလည်းဆွေော်ကုန်းအောက်ခြေနဲ့ရာတိကူပတ်ချာလေတွေမှာဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါဗျ တိုက်ပွဲတွေရက်ဆက်ပြင်းထန်နေတဲ့လေကစ်ကော်ဒီတနာမှာပြီးခဲ့တဲ့အောက်တိုဘာ31ရက်နေ့ကရာသီကူနီးမှာတက်မ20နှစ်လက်အောက်ခံခမရ2ရပိုးတရင်နဲ့ PDF ပူးပေါင်းတက်တွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်တိုက်ပွဲပြီးနောက်ခမရ2ရကိုတရင်ထိစစ်တပ်ကပြန်လည်ဆုတ်ခွာထားတယ်လို့သိရပါတယ်အောက်တိုဘာ31ရက်တိုက်ပွဲအတွင်းမှာပဲလက်နက်ကြီးပစ်ခတ်မှုကြောင့်ဒီမိုကရက်တကင်ရဲ့ဂျိုးပြုတ်တက်မတော် DKBA ထင်းကျုပ်ဒေတာဘလူးရွာကတရုတ်နိုင်ငံသားရဲ့လုပ်ငန်း site ဖြစ်တဲ့ မိဘန်ကိုတောင်120နှစ်မမလက်နဲ့ကြီးကြီးထိမှန်ပြီးမိလောက်ပောက်ပွဲမှုဖြစ်ခဲ့ရလို့လဲတရင်မြစ်ကပြောပါတယ်။နိုဝင်ဘာ2ရက်နေ့တည်ရတဲ့တရင်ကတော့စကိုင်းမြို့နယ်စားတောင်မြို့မှာတိုက်ပွဲဖြစ်ပြီးတိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်မှုတွေရှိတယ်လို့စားတောင်မိုးချိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။စကိုင်းခရိုင်ကုကဲရေးစစ်ဌာနလက်ညွန့်ချက်နဲ့စားတောင်မြို့အနောက်ဘက်ခြမ်းကိုစစ်ကြောင်းထိုးလာတဲ့မြန်မာစစ်တပ်နဲ့အောက်တိုဘာ31ရက်ညနေပိုင်းမှာတိုက်ပွဲဖြစ်ခဲ့တာလို့သိရပါတယ်။ စစ်ကြောင်းအင်အား60ခန့်ပါပြီတိုက်ပွဲမှာနှစ်နာရီဝန်းကျင်ကြာခဲ့တယ်လို့သိရပါတယ်အခုလောလောဆယ်တာလွန်အင်အားနဲ့ထပ်ထိုးနေရဲခန်းစစ်နဲ့ကစားနေရတဲ့စားတောင်မြောက်စားတောင်တောင်စားတောင်နောက်အကုန်စစ်ကြောင်းကွဲထိုးနေတာလို့အထက်ပါတာဝန်ရှိသူကပြောပါတယ်ဒါအပြင်မြန်မာတပ်မတော်ရဲ့ဗေမစစ်ကြောင်းတစ်ခုမှာအင်အားနှစ်ရထပ်မင်းအုံပြူထားတယ်လို့လည်းသူကဆက်ပြောပါတယ်အခုနှစ်ဩဂုတ်ကတည်းကစစ်ကမ်းမြို့နယ်တွေက မင်းကုန်းဒေသပါဝင်မြို့ပေါ်မှာပါစစ်အင်အားဖြည့်တာနဲ့စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်နေရလို့ဒေတာရင်တရင်ရင်မြစ်တွေကထုတ်ပြန်ထားပါသေးတယ်။လာမယ့်ဒီဇင်ဘာမှာလုပ်မယ့်ရွေးကောက်ပွဲနဲ့ပတ်သက်လို့မြန်မာစစ်တပ်ကနေမြေစိုးမိုးရေးအပါအဝင်လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ဒေတာတွေကိုပြန်ရဖို့ကြိုးစားနေပါတယ်။ဒီမော့ဆို နောက်ချမ်းတနေရာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်တာကြောင့်တော်လန်ရေးတပ်ဖွဲ့ဝင်၄ဦးကြဆုံး။နိုဝင်ဘာ3ရက်နေ့မှာတော့ကရင်ပြည်ဒီဒီမော့ဆိုမြို့နယ်အနောက်ချမ်းတနေရာတို့စစ်တပ်ကကြက်ဖိုက်တာအသေးခံတရုံလို့ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်၄ဦးကြာဆုံးခဲ့ကြောင်းဒေတာသတင်းရင်းမြစ်များကပြောပါတယ်။ယနေ့နိုဝင်ဘာလ3ရက်နေ့နဲ့9နှစ်နာရီဝန်းကျင်ကဒီမော့ဆိုမြို့နယ်နောက်ချမ်းရှိ KSP စခန်းတနေရာကိုစစ်တပ်ကကျက်ဖိုက်တာတစ်စီးဖြင့်ပေါင်၂50ဘုံးကျဲချပြီးနောက်မိုးရဲမြို့မှတက်လာသောအသေးခံတရုံဖြင့်ထပ်မံဘုံးကျဲတိုက်ခိုက်ခဲ့ရာ KSP ရဲဘော်၄ဦးကြာဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူအချို့လည်းရှိခဲ့ကြောင်းသိရသည်။ဒီမနေ့9နှစ်နာရီမထိုးခင်ပေါ် location အတိအကျရလို့ခြားတဲ့သဘောလို့ပြောလို့ရတယ်။ဆူဆိုက်တရုံကတော့ မိုးရဲ့ဘက်ကနေတက်လာတာနေရာအတိအကျနဲ့တွဲအနေအထားမျိုးရှိတဲ့ပထမဆုံးကတော့လေရင်နဲ့ပေါင်၂50ဘုံချတယ်နောက်ဆူဆက်ကျုံချတာ KSP ရဲဘော်လေးဦးကြတယ်လို့ကြားရတဲ့ဖြစ်ဖြစ်ချင်းကနှစ်ဦးကြတာထိခိုက်မှုတချို့လည်းရှိတယ်လို့ဒေတာသတင်းမြစ်ကပြောပါတယ်အောက်တိုဘာ၂ရက်နေ့တည်ရတဲ့သတင်းကတော့တနင်္သာရီမြို့နယ်လေးမိုင်ရွာနီးမှာမြန်မာတပ်မတော်နဲ့တော်လန်ရေးအင်အားစုတွေက ထိတွေ့လိုက်ပွဲဖြစ်ခဲ့ပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့လေနှစ်နာရီကျော်မှာလေးမိုင်ရွာနီးတဝိုက်မှာ ခြေကုပ်ယူထိုင်ချနေတဲ့မြန်မာစစ်တပ်ကို PDF အင်အားစုတွေကဝင်ရောက်ပြီးခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဆိုပါပြီးခတ်တိုက်ခိုက်မှုအတွင်းအရာရှိတဦးပါဝင် ထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပြီး PDF အင်အားစုတွေဘက်မှလည်းရဲဘော်တဝီးချဆုံးခဲ့တယ်လို့တဦးတန်ရာရခဲ့တယ်လို့သိရပါတယ်။ဆိုပါတိုက်ခိုက်မှုကိုတနင်္သာရီမြို့နယ်ပကမြခင်တက်ရင်နှစ်တက်ခွဲတက်ရင်သုံးတက်ခွဲ 2KNDO တပ်ဖွဲ့မြခင်ပကဖာနဲ့မြို့နယ်ပကဖာတို့ကဆောင်ရွက်ခဲ့တာလို့သိရပါတယ်။